PSG ကိုမက်ဆီတောင်မှမရက်တက်နိုင်ခဲ့ဘူးလို့ဝန်ခံချီးကျူးထားတဲ့ Inter Miami နီးပြမာချေယာနိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အရင်နေ့ညကစားခဲ့တဲ့ Club ကပဖလားပြိုင်ပွဲမှာ PSG အသင်းက Inter Miami အသင်းကို၄ဂိုးဂိုးမရှိစရဲရလနဲ့ဂိုးပြတ်အနိုင်ရလနဲ့အတူ Quarter Final ကိုတက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ဒီနှစ်သင်းအကြားကအရေးအသွေးရ တော်တော်လေးကိုကွာဟနေတာကြောင့်ဖီယက်ချီအသင်းကအဲ့ဒီလေးကိုစလုံးကိုပထမပိုင်းမှာတင်သွင်းယူခဲ့ပြီးတော့အင်တာမိုင်ယာမီဘက်ကတော့တကူလောက်တောင် ပြန်ပြီးတော့မချေပနိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ဖီယက်ချီဘက်ကကစားအားရှော့ချသွားခဲ့ပြီးတော့အင်တာမိုင်ယာမီအသင်းဘက်ကဂိုးပေါက်ချင်းချောင်းမှု၈ချိန်၊ဂိုးပေါက်တဲမှတ်မှု၃ချိန်နဲ့ ပြန်မြကိုရနိုင်စေ၃တသမ၄၃အထိရရှိလာခဲ့ပေမဲ့ PSG အသင်းရဲ့ခံစစ်ကိုတော့မထိုးဖောက်နိုင်ခဲ့ဘူးဖြစ်ပါတယ်။ Inter Miami အသင်းရဲ့ star player ဖြစ်တဲ့ Messi ကတော့ ကိုပေါ့ချင်းချောင်းမှု၄ချိန်ပြုတ်လုံနိုင်ခဲ့ပြီးအသင်းဖော်ဆွာရက်စ်အတွက်လည်းဂိုးရလုံနီပါအခွင့်ရေးတစ်ချိန်ဖန်တီးပေးခဲ့ပါသေးတယ်။ဒါပေမဲ့အင်တာမိုင်ယာမီနီပြဂျာဗီယာမာချီယာနိုကပွဲပေးမှာ PSG အသင်းရဲ့စွမ်းဆောင်ရည်ကိုချီးကျူးသွားခဲ့ပြီးတော့လီယိုနယ်မက်ဆီထံအိုရောပါချန်ပီယံဖြစ်ထားတဲ့ PSG အသင်းကိုယင်ဆိုင်ရာမှာအခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။လီယိုက သူရတဲ့အခွင့်အရေးအနေငယ်နဲ့တောင်တော်တော်ကောင်းကစားသွားပါတယ်ဒုတိယပိုင်းမှာတော့ကျွန်တော်တို့တံပြန်တိုင်းစစ်ကိုပိုကစားခဲ့ရပါတယ်အခုအချိန်မှာ အသက်38နှစ်ရှိပြီဖြစ်တဲ့မန်စီကိုနီးပြခွင့်ရတာကျွန်တော်အတွက်တော့အကုန်ယူစရာပါပဲဒါပေမဲ့ဒီလိုအစင်တန်းမြန်မာရဲ့ PSG အသင်းကိုရင်ဆိုင်ရတဲ့အခါမန်စီလိုကစားသမားမျိုးအထွတ်တောင်ခက်ခဲပါတယ်ဆိုပြီးတော့မာချီယာနိုကပြောဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့လည်းမာချီယာနိုကဘာစီလိုနာအသင်းမှာအတူလက်တွဲခဲ့ဘူးတဲ့ ဖျက်ကြည်နေပြလူဝစ်အန်ရစ်အကြောင်းကိုလည်းထည့်သွင်းပြောဆိုခဲ့ပါရယ်သူတို့ကတကယ်ကိုကောင်းတဲ့အသင်တသင်မှာဒီအချိန်လေးကိုသူတို့ဘလောက်ကြာကြာထိန်းထားနိုင်မလဲဆိုတာကိုတော့စောင့်ကြည့်ရပါအောင်မယ်ဒါပေမဲ့အခုချိန်မှာတော့သူတို့မှာအရေးအသွေးရှိတဲ့ကစားသမားတွေနဲ့ကြီးကျယ်ခံရတဲ့အနေပြတအုပ်ရှိနေပါရယ်ကျွန်တော်နဲ့သူကြားဆက်ဆံရေးကိုတော့ပြောပြနေစရာတော့လိုမယ်မထင်ပါဘူးသူတို့လည်းဘာစီလိုနာလိုမျိုးဒီလိုအဆင့်တန်းမှာအချိန်ကြာကြာကစားနိုင်ပါစေလို့မျှော်လင့်ပါရယ်အချိန်ကြာလာရင်တော့ကျွန်တော်တို့သိရပါလိမ့်မယ်ဆိုပြီးတော့မာချီယာနိုကပြောဆို ခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းအနေနဲ့အခုလိုဂိုးပြတ်ရှုံးခဲ့ပေမဲ့လည်းအော်ရောပါရဲ့အကောင်းဆုံးအသင်းနဲ့ရင်ဆိုင်ခဲ့ရတာကြောင့်အသင်းရဲ့ပြန်ပွဲတစ်လျှောက်ထိုးထွင်းမှုအပေါ်မာချီယန်နိုကဂုဏ်ယူကြောင်းလည်းပြောဆိုခဲ့ပါတယ်။အသင်းဒီကြားအကွာခြားချက်ကိုကျွန်တော်တို့တွေးမြင်ခဲ့ရပါတယ်။ဒါပေမဲ့ကစားသမားတွေအတွက်အရန်ကုံယူပါတယ်သူတို့တွေစူးစမ်းခဲ့ကြပြီးတော့ကစားဖို့လည်းစူးစမ်းခဲ့ပါတယ်ဒါပေမဲ့ ဒီလိုကွာချားမှုတွေကတော့ရှိမှာပဲလေကျွန်တော်တို့ရှေ့ဆက်သွားပါမယ်ရှေ့ကိုမျှော်ကြည့်ရပါမယ်ဒီပြိုင်ပွဲကကျွန်တော်တို့အတွက်အရန်ကောင်းတဲ့အတွေ့အကြုံပါပဲအဆုံးသတ်မှာအရေးကြီးဆုံးကတော့ဒီပြိုင်ပွဲတစ်လျှောက်လုံးကျွန်တော်တို့ကြိုးစားခဲ့ကြပြီးတော့ကောင်းကောင်းကစားနိုင်ခဲ့တာပါပဲကမ္ဘာအကောင်ဆုံးအသင်းနဲ့ကစားရတာအရန်ခက်ခဲမယ်ဆိုတာဒီနေ့ကျွန်တော်တို့သိထားပါတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်ဆိုပြီးတော့မာချေရန်တို့ကပြောဆိုခဲ့ပါတယ် PSC အသင်းကနောက်ဆုံး6ပွဲမှာ တကူတာပေးထားခဲ့ရပြီးတော့ပြီးခဲ့တဲ့ရာသီအကောင်းဆုံးစွမ်းဆောင်ရည်ကိုဆက်လက်ပြသလျက်ရှိပါတယ်။အဲဒီအတွက်နေပြလူဝစ်အန်ရစ်ကသူကစားသမားတွေရဲ့စွမ်းဆောင်ရည်အပေါ်ဂျင်းနဲ့ကြောင်းပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်တို့ပွဲကိုပြည်စုံလူနီပါပုံစံနဲ့စတင်နိုင်ခဲ့တယ်လို့ထင်ပါတယ်။အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့တယ်။ပထမပိုင်းမှာကျွန်တော်တို့အရန်ကောင်းခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ကျွန်တော်တို့အားအင်နည်းနည်းလျှော့သွားပါမယ်။ ပထမပိုင်းနဲ့မတူတော့ဘူးဒါပေမဲ့ကျွန်တော်ပြောပါရစေကစားမအားလုံးရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာသူတို့ရဲ့သဘောထားတွေကိုကျွန်တော်အရင်ချိန်နေပါတယ်ဆိုပြီးတော့မချေရောင်တို့ကပြောဆိုသွားခဲ့ရလဲဖြစ်ပါတယ်ရှင်